ကိုတဲကြပါဘူး။စကိုင်းတိုင်းချောင်းဦးမြို့နယ်မှန်ချိုကြီးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးနှုံဦးနဲ့အမျိုးသားတဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့လျှက်စီတပ်ခွဲမုံရွာခရိုင် MS စနစ်တရင်တပ်ခွဲ၃စီကသိရပါဗျ။မေ၁၂ရက်ဒီနေ့နေ့လယ်၉နာရီခွဲလောက်မှာဂျက်ဖိုက်တာနဲ့ပေါင်း၂၀၀ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာရွာသိန်းကြိုင်ကုန်းနဲ့ရွာအရှိဖျားကိုကြားရောက်ပောက်ခွဲခဲ့တာလို့လျှက်စီတပ်ခွဲမုံရွာခရိုင် MS စနစ်တရင် တက်ခွေသုံးရဲ့တာဝန်ခံကိုမူကျိုးကပြောပါတယ်။ကျေးချခံရဲ့အင်းရဲ့ဒဲကြဝိုင်းအင်းရဲ့အနောက်ဘက်မှာဦးသူကျူရှင်လေးရှိရဦးကျူရှင်လေးရှိရကကြောင့်ကလေးကျူရှင်တင်မတဲ့ဒါလီကြောင့်တက်ခါဖြစ်သွားကြအဲ့ဒီမှာဟိုကျောင်းသူလေးကလေးမလေးတယောက်ပေါ့အစင်းနဲ့ရွယ်ဝင်ကျက်လောက်ပဲရှိအောင်မှာခြေတော်တို့တန်ရအောင်ဘုံစာထိမှန်ပြီးအသက်45နှစ်အရွယ်အမျိုးသမီး2ဦးနဲ့အသက်32နှစ်အရွယ်အမျိုးသားတက်ဦးတည်ဆုံးပြီး အမျိုးသား၅ဦးနဲ့ဆယ်နှစ်အရွယ်ចောင်းသူတဦးထိခိုက်ပြီးចောင်းသူတဦးကတော့တရားပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်ဇီဒီတချို့နဲ့နေအိမ်၆လုံးပျက်စီးခဲ့ပြီးတိုးနွားဆတဲ့ဒရိုက်ဆန်တွေလည်းသေဆုံးခဲ့တယ်လို့ကိုမိုးကျိုးကပြောပါတယ်။မန်ချိုကြီးရွာဟာအင်ဂျီတထောင်လူဦးရေ၄000ရှိတဲ့ကြီးရွာတစ်ရွာဖြစ်ပြီးချောင်းမျိုးပေါ်ကနေလက်နေကြီးနဲ့ပြစ်ခတ်တဲ့အပြင်လေချောင်းတိုက်ခိုက်တာရောလုံးဆောင်နေတာကြောင့်ဒေသခံတွေလည်းဘေးလို့ရကိုတင်းရှောင်နေရတယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့မေလ၁၀ရက်ကလည်းချောင်းမြို့နယ်သုံးမန္လာကြီးရွာကိုတိုက်ပွဲဖြစ်တာမရှိဘဲစစ်ကောင်စီတပ်ကစက်တက်လေထီနဲ့ပစ်ခတ်ခဲ့တာကြောင့်ကလင်းငယ်တအူးအပါအဝင်ပြည်သူ၃ဦးသေဆုံးခဲ့ပါသေးတယ်။